အားလုံးပဲမင်္ဂလာပါဒါကတော့ 3D ဒါပထမဆုံးဒါကပ်ပင်ရေစမှုလေးနဲ့ကဏ္ဍတစ်ခွက်ကျွန်တော်ယူဆထားရလေးရှိတယ်ဒါလေးကိုသေချာကြည့်ပါဒီဒီပုံစံလေးနဲ့ကျွန်တော်ကဏ္ဍတစ်ခွက်ယူဆကြည့်ထားတယ်ဒါဖြစ်နေမထင်ရတော့သုံးပြုပုံဒီသုံးလုံး6 6 8ဆိုပြီးတော့ဒီကဏ္ဍသုံးလုံးဟာဒီလိုလေးအပေါ်နှစ်ချိန်ကိုပုံဖော်ကြည့်လို့ရလို့ဒါသုံးချိန် ဆက်ပြီးတော့ပုံပေါ်ကြည့်တယ်ပေါ့ဒီတလုံးနဲ့တော့ကိုသူ့အောင်မှာဒီလို3ကိုလို့ဖြစ်တယ်ဆိုရက်ကလာရှစ်လက်တလုံးအဲ့ဒီလိုပဲတလုံးကိုတလုံးနဲ့တော့ကိုတလုံးပေါင်းကြီးကိုရှစ်တလုံးရှစ်လက်တလုံးအဲ့လိုပဲသူ့အောင်ကဒီတလုံးနဲ့တော့6အဲ့ဒီ6ပါလေဒီလို3လုံးပေါင်းကြီး6လို့ဖြစ်တယ်နှစ်အလက်ဒီတိုင်းလေးတော့တုံးကျင်သူဆက်ဖြစ်ခဲ့မယ်ဆိုရင်ဒီရှစ်ဟာ တစ်လုံးနဲ့တော့ရှင်းရအောင်သုံးလုံးပေါင်းရင်ရှင်းလို့ဖြစ်ဒါဆိုရင်လေးအလေတစ်လုံးကိုဒီလိုထည့်လိုက်မယ်ပြီးတဲ့အခါဒီလေးအလေဖြစ်နိုင်ခြေလေးကိုပဲသူကထပ်ပြီးတော့မှဟိုထပ်တူညီလေးလိုက်ပြီးတော့မှဒါချုပ်ချုပ်ပစ်ထားတဲ့သဘောလေးပေါ့ဒီလိုလေးနဲ့နောက်ထပ်ရေးစားမှုလေးတစ်ခုကွက်တီဆောင်းလိုက်ဒါတော့ဒီသုံးလုံးပေါင်းခြင်း၃ဒီလိုနှလုံးပေါင်းခြင်း၃ဆိုရက်ကလား ပထမရေစားမှုနဲ့ထက်ထားတယ်ရှစ်ပဋိကြအဲ့ဒီတော့ပဲဒီသူအောက်ကဒီတော်လုံးပေါင်းကြီးရှစ်ဟာလဲဒီလိုနှလုံးပေါင်းကြီးရှစ်လို့ဖြစ်တယ်ပထမရေစားမှုနဲ့ကွတိပဲဒီပေါ်စံတိုင်းသူတုံးချိန်နဲ့ဒါကွတိလေးဆက်ပြီးတော့ဆုံးနေတယ်ဆိုရက်ကမဆုံးဘူးပေါ့ဒီတော်လုံးပေါင်းကြီး6ဒီလိုနှလုံးပေါင်းကြီး6အဲဒီလိုလေးနဲ့ဒါလေးလေးတလုံးကိုရေစားလိုက်တယ်ပြည့်ရက်ကံ ထိတ်တလုံးထိတ်တလုံးကိုဒီပုံစံလေးနဲ့ဒါပုံဖော်ယူဆကြည့်ထားတယ်ဒီနှလုံးခုံခုံအဲ့နှလုံးခုံပြီးတဲ့အခါတူအောင်မှာနှလုံးချက်ပြီးတဲ့အခါနှလုံးငါခုံချက်ငါလေးအထိဆက်သွားထားတယ်ဆိုရကတာငါအထိပဲယူကြည့်မယ်ငါအထိဖြစ်ခိုင်းရင်လေးအထိပါဆင်းယူလိုက်ဖို့ပေါ့ဆိုရကဒီနှလုံးပေါ်ကြီးခုံပါ ဒီလို၃လုံး၇လုံးလို့ဖြစ်တယ်ဒီခွန်ကဒီလို၃လုံးခွန်ဆိုရက်ကလား၆ထိပ်တလုံးအဲ့ဒီလိုပဲဒီ၆ဒီ၆ဒီနှလုံးပေါင်းရင်း၆ပါလေဒီလို၃လုံးပေါင်းရင်း၆လို့ဖြစ်တယ်ဒါဆိုရက်ကတူနှစ်ထိပ်တလုံးဒီပုံစံလေးရမယ်တော့ခွန်၆၅ဒါစီနီယာသဘောလေးရဒီမှာခွန်၆၅လို့ တော့ကျင်ဆက်ဖြစ်သွားကြမယ်ဆိုရင်သူ့ငါလို့ဖြစ်အောင်တစ်ထိတ်တလုံးထည့်ပြရမယ်ဆိုတော့ကဲတစ်ထိတ်လေခါတစ်ထိတ်လေအလဲဒီလိုရစားလို့ရတယ်ဒီတစ်ခါမှတော့အပိတ်တလုံးပိတ်တလုံးကိုဒီပုံစံလေးနဲ့ဒါအပေါ်နှစ်ကျင်းအပေါ်နှစ်ကျင်းကန့်ညီမှုရှိလို့တောင်းကျင်ဆက်ပြီးတော့ရစားမယ်ဒီနှလုံးပေါင်းကျင်းတော့ဒီနှလုံးပေါင်းကျင်းတော့ဒီနှလုံးပေါင်းကျင်း ตนนลงยตสกันขออภปยจบอกที่นลงกจงาตี่เรานลงบยังงาขออภัยอดีตใดตัวตจเสพแกมสที่นลงบยังเลลพิดทางลที่นลงบยังหมดแล้วเลลไปเสพแค่ไหนตัวตัวตัวงางาเลี้ยเลีแต่ส่วนนี้นี่ไปดูแล ထည့်လိုက်ဆိုတော့ဒါဒီပုံစံလေးနဲ့ထိတ်တလုံးလက်တလုံးဖိတ်တလုံး1 4 2ဒီလေးနဲ့ဒီကနေတပတ်ကိုယူစားလိုက်ဆိုတော့ဖြစ်နေချင်းရှိရင်ဖြစ်နေချင်းရှိပါတယ်ယူစားထားတယ်လို့ခွတ်တိဖြစ်ပါစေတက်တက်ကြပြီးတော့ကန်ကောင်းကြပါစေဆုတောင်းပေးပါတယ်ဒီတခါဒီတခါမှလည်းဒါကပ်ပင်နဲ့ပဲ ဒါအခြားယူဆမှုနဲ့ပေါ့ပထမယူဆမှုနဲ့နောက်ထပ်ယူဆမှုတစ်ခုနဲ့လည်းဒါကနန်းကိုဒါကပ်ပင်တဘုံကတော့တော်တော်များများယူဆလို့ရတယ်ဆိုတော့ဒါနေရထင်ရလေးတွေပေါ့ဒါလေးတွေကိုကျွန်တော်ယူဆပြမယ်ဒါကြိုက်တာလေးတွေကိုရွေးချင်ပြီးတော့သုံးပေါ့ဆိုတော့ကဒီတစ်ခါမှာတော့ဒီပုံစံလေးယူဆကြည့်တာဒီသုံးလုံးပေါင်းခြင်းအဲ့ဒီသုံးလုံးပေါင်းခြင်းကဒီလိုအပိတ်ဖြစ်တယ်သူကအလယ်နဲ့အပိတ်ကိုတပြိုင်တည်းဖြစ်တဲ့ပုံစံမျိုးပေါ့ အဲ့လိုပဲဒီတစ်ချိန်မှာလဲဒီတောင်းလုံးပေါင်းခြင်းခွန်ခွန်ပိတ်ဒီတောင်းလုံးပေါင်းခြင်းခွန်ခွန်ပိတ်ဒီလိုဖြစ်ထားတယ်ဆိုတော့ဟာဒါဒီလိုခွန်ဖြစ်ထားလေးနေနှစ်ခုယူဆထားတယ်ဆိုတော့ဒါပထမတစ်ခုပထမတစ်ခုကိုအရင်ပြမယ်ပထမတစ်ခုကဒီလိုလေးဒီလိုနှလုံးပေါင်းခြင်းခွန်ဒီလိုနှလုံးပေါင်းရင်လည်းခွန်ဒီလိုနှလုံးပေါင်းရင်လည်းခွန်ဒီလိုလေးယူလိုက်တယ်ဆိုတော့ဟာဒီခွန်ဒီခွန်တော့ခုဟာ ဒီလိုခွန်ခွန်တော့ချက်ခံခဲ့တာလေးอ่ะဒီမှာခွန်တော့ခါဖြစ်ခွန်ခွန်ပိတ်တော့ခါကြာဒါမျိုးလေးမှန်းဆန်ကြည့်လိုက်တယ်ဆိုတော့ကဒီလိုခွန်ဒီလိုခွန်ဒီခွန်အပေါ်ဆုံးခွန်อ่ะအဲ့လိုဖြစ်တယ်ဆိုရင်တော့ဒုတိယအချိန်မှာလည်းဒီဒုတိယခွန်ကဒီလိုတော့ခွန်ခွန်ပိတ်ဒါမျိုးလေးဖြစ်ထားတဲ့အခါဒီတတိယမြောက်ဒီခွန်ကလည်း ပုံစံတူလေး၃ချိန်ဒါဆက်ဖြစ်သွားအောင်ဒီလိုခုံပြည့်တဲ့အခါဒီလိုခုံဒီလိုဖြစ်မှဆိုရင်တလုံးခုံဖြစ်ဖို့အတွက်ရှေ့လဲဝထက်ပြည့်တဲ့အခါတလုံးပေါင်းချင်းခုံကခုံပိတ်ဝင်ကျရကဒီလိုလေးပုံပေါ်သွားမယ်ပြည့်တဲ့အခါမှာသူ့မှာဒါကအလယ်နဲ့အပိတ်ကိုဒီပုံစံလေးနဲ့ဒါ၃ချိန်ဖြစ်တာယူဆခံမှန်းပြီးတဲ့အခါမှာ ထိတ်ဖြစ်နိုင်ကြဘူးနှလုံးယူဆလို့ရတယ်သူ့ကိုလည်းကဒီရှစ်ထိတ်ရှစ်အလဲခွန်ခါနှစ်အလဲခွန်ခါရှစ်အလဲခွန်ခါတရားတွေရတယ်တပြိုင်တည်းဖြစ်သွားတဲ့ပုံစံမျိုးလေးဆိုရက်ကသူ့ကိုလည်းတပြိုင်တည်းဖြစ်နေနေပဲဒီဟောကိုထိတ်ကိုယူဆမှာဆိုရက်ကဒါပထမတလုံးဒီလိုလေးယူဆကြည့်တယ်ဒီသုံးလုံးပေါင်းခြင်းကိုအဲ့ဒီကိုဟာဒီလိုသုံးလုံးကိုဖြစ်တယ်လို့ ဒီလိုလေတကယ်နဲ့ဖြစ်တယ်လို့ဒီလိုယူဆလိုက်တယ်ဆိုတော့ကသူရှင်းနှလုံးပေါင်းခြင်းတန်ဖို့ပေါ့ဒီလိုလေထွက်တယ်ဆိုတော့ဒီမှာအလဲရပိသားမို့လို့ဒါရှင်းနှလုံးပေါင်းခြင်းတန်ဖို့ကိုသိရင်ဒါသူထည့်လို့ရပြီဒီပုံစံလေး ਨੇ ပြီးတကကိုပြီးတော့တုံညာကိုပြီးတော့တုံညာလည်းဖြစ်တယ်တက်လို့လည်းဖြစ်ရှင်ဖြစ်မှာဆိုတော့ကဘုံကန့်ညီမှုမရှိတော့လို့အဲ့ဒီဟိုတက်ကိုမယူတော့ဘူးပေါ့ဒီခွန်နဲ့ပဲယူမှာ ဆိုတော့ကတိသုံးလုံးပေါင်းခြင်း၃ညအပေါ်မှာဖြစ်ခဲ့သလိုပဲဒီလိုသုံးလုံးပေါင်းခြင်း၃ညလို့ဖြစ်တယ်ဒါရှင်းနေလုံးပေါင်းခြင်းတန်ဖိုးထွက်တာပေါ့ဆိုတော့ကာရှင်းနေလုံးပေါင်းခြင်း၄ပေါ်မှာ၆တလုံးရှိလို့ရှင်းနေလုံးပေါင်းခြင်း၄နှစ်လည်းရှိနေလို့နှစ်ထိပ်ကိုထည့်ပေးလိုက်ဒီလိုမျိုးပြဆိုင်ရင်ဒါရတယ်ဆိုတော့ကသူကလည်းအဲ့ဒီတိုင်းသုံးခြင်းဆက်ဖြစ်ခဲ့ရင်သူကဒီဒီလိုဖြစ်ထားတဲ့ထည့်ပေးထားတဲ့ဒီခွန်ပိတ်တေပေါ်မှာမူတည်ပြီးတော့မှယူဆလိုက်တာ ဆိုတော့ကဒီသုံးလုံးပေါင်းခြင်းဟာနှစ်လို့ဖြစ်မယ်ဆိုတော့ဒါဒီမှာလဲသူသုံးလုံးပေါင်းခြင်းနှစ်လို့ဖြစ်မယ်ဆိုဒီမှာနှစ်နဲ့ရှင်းနေရှိပြီးသားမဟုတ်လို့နှစ်ထိပ်တစ်လုံးလာတာဘာလို့ကောက်ထပ်ပေးလိုက်ပေါ့ဆိုတော့ကသူကနှစ်ထိပ်နှစ်ထိပ်တစ်လုံးထွက်ထွက်တဲ့အခါနှစ်ရှစ်ခုအဲဒီလိုကဏ္ဍတစ်ပတ်ပုံပေါ်သွားတယ်ပြီးတော့ကနောက်ထပ်အဲ့ဒီပုံစံအတိုင်းပဲဒီ complaint ဝင်ပြီးတာနဲ့ complaint နဲ့ပတ်သက်ပြီးတော့ဒီလိုယူဆရင်လည်းရသေးတယ်ဒီလိုနှလုံးသုံးညဒီလိုသုံးလုံးသုံးညပြီးတဲ့အခါဒီသုံးညအဒီသုံးညဆိုတော့6ထည်ပြီးတဲ့အခါသူ့အောက်ကဒီနှလုံးပေါင်းခြင်း400ဒီလိုသုံးလုံး4ဖြစ်တယ်လို့ယူရင်လည်းရတာပဲဆိုတော့ကသူကနှစ်ထည်အဲ့ဒီအတိုင်းဆက်ပြီးတော့သုံးခြင်းယူလိုက်မှဆိုရင်ဒီနှလုံးပေါင်းခြင်း လေးလို့ဖြစ်ထားလို့အပေါ်နှချင်းတိုင်းမှာဒီလိုသုံးပေါင်းချင်းလေးလို့ယူမယ်ရှင်းနေလေးပေါ့ဆိုရကတာလက်ထိတ်ထဲဆိုတော့နှစ်ထိတ်လက်ထိတ်ဒီလိုလေးယူဆလိုက်တယ်ဆိုရင်ခဏနှစ်ခွက်ပြန်ခွဲလိုက်မယ်နှစ်ရှိခွန်လေးရှိခွန်ဒီလိုနှစ်ခွက်ယူဆလိုက်တယ်ဆိုတော့ဒါဒီကပ်ပင်တဘောကတော့ဒါထပ်ပြီးတော့ပြောအောင်မယ် ါကွန်မြင်ရထင်ရအများကြီးပဲဒီလိုပတ်ပတ်ခွေပြီးတော့မှယူဆနိုင်လို့ရတယ်ဆိုတော့ဒါခံကောင်းရင်တော့ကိုယ်အမြင်ထင်လေးရတော့ပြီးတော့မှတိုက်ဆိုင်မယ်တက်တက်ကြလိမ့်မယ်ဆိုတော့ဒါကိုယ်ကြိုက်မှတော့မှကြိုက်မှထက်တဲ့တော့ပြပါပေါက်ဆက်ပြီးတော့တော့မှခံကောင်းကြပါစေဒါကလည်းဒါကပ်ပင်ယူဆမှုလေးနဲ့ပဲနောက်ထပ်ဖြစ်နိုင်ခြေလေးတွေဒါမှတော့ အထိတ်နဲ့ပိတ်ကိုတာသုံးချက်ရိုက်ပုံစံလေးတွေနဲ့ဒါနှမျိုးနှမျိုးယူစားကြည့်ဖို့ပေါ့အဲအဲ့လိုပုံစံလေးနဲ့အတတချာချာလေးကြည့်ပါမူနှစ်ခုကိုတထဟောဒီမှာပဲအပီဆွဲမှာမဟုတ်လို့ဒါ line နဲ့နဲ့ရှုပ်ဖို့ပေါ့အဲတစင်းချင်းတတချာလေးကြည့်ပါသူကဒီသုံးလုံးပေါင်းချင်း၃ညဒီသုံးလုံးပေါင်းချင်း၄ပြီးတော့ဒီလိုသုံးလုံးပေါင်းချင်း၃ညဒီကနန်း ၃ည၄၃၃ဆိုရင်ဒီကဏ္ဍသုံးလုံး၃ချက်ရိုက်ပြီးတော့ထိနေပိနေဒီလိုလေးယူဆကြည့်ရတယ်ဒီလို၃ညဒီ၃ညဟာဒီလို၃ညဆိုတဲ့အခါ၆ထိပ်ဒီလိုနှလုံး၃ညဆိုတဲ့အခါခွန်ပိ၆ထိပ်ခွန်ပိဒီ၃ည၃ချက်ဒီလိုဒီတိုင်းနဲ့ဖြစ်ဒီဒီထိတ်နေပိတ်ကတပြိုင်နက်ဖြစ်အဲ့လိုပဲသူ့အောက်ပါ ဒီတောင်းလောင်းချင်းလေးရတယ်ဒီလိုတောင်းလောင်းချင်းလေးဆိုရက်ကနေထိတ်ဒီလိုနှလုံးပေါင်းချင်းလေးဒီခါမှာခွန်ပိတ်နေထိတ်နဲ့ခွန်ပိတ်တပြိုင်နက်ဖြစ်ဒီပုံစံလေးအတိုင်းသူသုံးချင်ဆက်ဖြစ်အောင်လို့ဆိုရင်ဒီတောင်းလောင်းပေါင်းချင်းသုံးရလဲပေါ်နှစ်ချင်အတိုင်းဒီလိုတောင်းလောင်းပေါင်းချင်းသုံးရဖြစ်ဒါဆိုရင်သုံးရထိတ်တလုံးကိုထည့် ပြည့်တဲ့အခါဘဝနှစ်ကြိမ်အတိုင်းမှာဒီနှလုံးပေါင်းခြင်းဟာတုံညာလို့ဖြစ်တုံညာဒီတုံညာလည်းတုံချေရတုံပိတ်ကိုထက်တုံညာထိန်နေတုံပိတ်ဒီလိုလေးယူလိုက်တယ်ပြည့်တဲ့အခါအခါနှစ်ကြိမ်မှာဒီအလဲတစ်လုံးကဒီပုံစံလေးနဲ့ဝင်နေတယ်လို့ယူဆကြည့်ရင်နှစ်ကြိမ်ဟာဒါကွက်တိကြနေတာပဲယူလို့ရနေတာဒါကြောင့်မို့လို့တုံချေဆက်ယူဒီတုံလုံးပေါင်းခြင်းတုံညာ 6ထိပ်ဝင်လိုက်တာနဲ့6ထိပ်ဝင်လိုက်တဲ့အခါဒီသုံးလုံးပေါင်းချင်း3ညဖြစ်သွားတယ်ဆိုတော့ကဒီလိုသုံးလုံးပေါင်းချင်း3ညလို့လိုက်ဖြစ်ပြီးတော့ရှစ်အလက်တိုင်းဝင်သွားတယ်ဒီသူ့အတွက်သူ့အောင်မှာလည်းဒီသုံးလုံးပေါင်းချင်းဟာငါ2ထိပ်ဝင်ပြီးတော့မှသုံးလုံးပေါင်းချင်း9လို့ဖြစ်တယ် ਨੇ ဒီလိုသုံးလုံးပေါင်းချင်း9လို့ပြန်ဖြစ်ပြီးတော့2အလက်ဝင်သွားတယ်အဲ2ချိန်အဲ့ဒီပုံစံတိုင်းသူ3ချိန် ဆက်ပြီးတော့မှဖျက်အောင်မယ်ဆိုရင်သုံးရထိတ်ထဲထားလို့ဒီသုံးလုံးပေါင်းခြင်းရှေ့ဒါဆိုရင်အပေါ်နှစ်ကြိမ်တိုင်းဒီသုံးလုံးပေါင်းခြင်းရှေ့လို့ဆက်ဖြစ်ခဲ့ရင်သူ့ကိုသုံးအလက်တလုံးထည့်ပေးရမယ်ဒါဆိုရင်ဒါသုံးရသုံးသုံးဆိုတဲ့ခဏတစ်ခွက်ပုံပေါ်သွားရင်ပြည့်ရကနောက်ထပ်နောက်ထပ်ဒီပုံစံလေးအတိုင်းပဲဒါထိတ်နဲ့ပိတ်ကိုသုံးချက်ရိုက်ပြီးတော့မှအလဲကိုဒီတိုင်းပဲ ထည့်လို့ရှိရင်နောက်တစ်ကဏ္ဍတစ်ခွက်ယူဆလို့ရသေးတယ်။သူ့တော့ဒီလို၃ညဒီလို၄ဒီလို၃လို့ယူပါ။သူကလည်းဒါစက်တိုက်လေး၃ချိန်ဒီလိုစီးဖြစ်ထားတယ်။ဒီမှာလည်း၃ညလေး၃ညလည်း၃ညလေးပြီးတော့ဒီမှာဒီလိုဒီလို၃ချိန်ဖြစ်ထားတယ်လေ။နှစ်ခုဘယ်ဟာဖြစ်မလဲမသိဘူးပဲတစ်ခုခုဖြစ်ခဲ့ရင်တော့ွက်တိကြအောင်ပေါ့။ဆိုရခါတာသူ့ကိုပထမဆုံး ဒီလိုလေးပဲယူမှာဒီတုံညာဒီလိုတုံညာလို့ဖြစ်ဒီလိုနှလုံးပေါင်းခြင်းတုံညာလို့ပဲဖြစ်ထိတ်နဲ့ပိတ်တပြိုင်နဲ့ဖြစ်တော့၆ထိတ်ခွန်ပိတ်အတူတူပဲတုံညာနဲ့လေးဆိုတော့အတူတူပဲပေါ့ပြည့်တဲ့ကဒီနှလုံးပေါင်းခြင်းလေးရတယ်ဒီလိုတုံလို့လေးဒီလိုနှလုံးလေးတပြိုင်နဲ့ဖြစ် ထိတ်ခွန်ပိတ်ဒီဘောစားတိုင်းဒီ၃ဒီ၃ကဒီလိုတုံးချက်ရိုက်ပြီးတော့မှဖြစ်သွားအောင်မဆိုရင်ဒီ၃လုံးပေါင်းချင်း၃လို့ဖြစ်မယ်ဒီ၅လုံးပေါင်းချင်း၃လို့ဖြစ်မယ်ဆိုတော့က shift 2 3ဒီလိုတုံးထိတ်တစ်လုံးထက်ဒီမှာခွန်6ဒီလိုနှလုံးပေါင်းကြီးတော့ဆိုရင်တုံးထိတ် 6ပိတ်တပိန်နဲ့ဝင်သွားပြီးတဲ့အခါအလဲကိုဒီပုံစံလေးတိုင်းပဲဆက်ယူဆိုတော့ကဒီတော့မောင်းခြင်းဒီတော့မောင်းခြင်းက6နှစ်3လို့ဖြစ်သွားမှာပထမယူထားတာက6နှစ်3ညအခု6နှစ်3ဆိုတော့ကတော့မောင်းခြင်းတိသူနဲ့တန်ဖို့အတူတူလိုက်တယ်ဆိုတော့က6ခွန်6တော့မောင်းခြင်းတိဆိုချစ်ရှိခွန်ချာ ဆိုတော့က366ဒီလိုထွက်သွားတယ်ဒီဒီ66ပိတ်လေးဟာရှင်းပါလဲပြောခဲ့တယ်ပေါ့သူကတော့ဒီလိုလေးဖြစ်ထားတယ်ဒီလိုလေးဖြစ်ရင်လည်းရမယ်ပေါ့ဆိုတော့ခွန်ခွန်ပိတ်သုံးလုံးတန်းတဲ့အချိန်တုန်းကပေါ့ဒီလိုသုံးလုံးပေါင်းရင်ကိုစကူပေါ့စကူပြီးတော့20ပြီးတဲ့အခါ6ခွန်6ဆိုတဲ့အခါ21 ဒီလိုကို3 1တိတိုင်းမျိုးလေးဖြစ်သွားတယ်ဆိုတော့ကဒီပုံစံလေးနှစ်ခုရပ်ဒါ3 3 3 3 6 6ကနက်နက်ကွယ်ရမယ်ဆိုတော့ကတော့ထိနေပေတပြင်းနဲ့ဒီဖြစ်တဲ့ရှေ့မှာအလဲဖြစ်နိုင်ခြေ၄နဲ့၅လားမသိဘူးအဲ့ဒီဟာတွေကိုပါထက်သွင်းပေါက်ဆက်ပြီးတော့မှသုံးလို့ရနိုင်တယ် ဒီလိုပဲဟိုကနန်းဆိုတော့တခါတည်းနဲ့အပီးကြီးဒီလိုအတွက်လိုက်ကြီးဖြစ်ဖို့ဆိုတာဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ဖြစ်ဖို့ခဲရင်တယ်ပေါ့ဒါဆိုဆိုတဲ့ခါကျတော့ဒါအခြားဖြစ်နေကြီးလေးတွေနဲ့လည်းဒါတွဲဆက်ပြီးတော့မှဒီလိုကိုအကြိုက်လေးတွေနဲ့ဒါမျိုးတုံရင်လည်းရတယ်ပေါ့အပီးခဲ့တဲ့ဘက်ကဆိုလိုက်တာ6နှစ်ခွန်လို့ဖြစ်မဲ့ဆိုဖြစ်လို့ရတယ်เนาะသူက သူထပ်သွားတဲ့ကနေ266 229နှစ်သုံးလုံး၆နှလုံးခွန်တလုံးဆိုရတဲ့၆နှစ်ခွန်ဆိုရကနန်းလေးကျွန်တော်ပြပေးထားတာရှိတယ်ဒီရှိကတိုင်း၆တလုံးကနောက်ဖက်ကိုရောက်ခံမယ်ဆိုလို့ရှိရင်လည်းပေါက်ကနန်းဖြစ်မှာဆိုရတဲ့ကန်တရားဆိုတာအဲ့ဒါကနန်း၆လုံးနိုင်တဲ့အချိန်မှာကိုယူဆထားတဲ့ကနန်း၃လုံးတွဲပြီးပါတယ်ဒါပေမဲ့ အစီအစဉ်ချလိုက်တဲ့အခါတက်တယ်မကြတော့သူကကဏ္ဍ6လုံးကိုအရင်ရွေးပြီးတဲ့အခါမှာသူဟို1နေရ2နေရဒီလိုမျိုး6နေရအထိနေရပြန်ချတာအဲ့ဒီအချိန်မှာလွယ်တာအကွက်ကွက်ပြပြနေဖြစ်ပြီးတော့တန်တရားဆိုတာအဲ့ဒါပဲဆိုတော့ဒီတစ်ချိန်မှာတော့တက်တက်ကြပြီးခံကောင်းကြပါစေဆုတောင်းပေးပါတယ်။အော်ပြီးတဲ့အခါမှာရှေ့မှာပြတ်ဒီဒီပုံစံလေးပေါ့ဒီလိုထိတ်ဝင်လာတာနဲ့၃လုံးပေါင်းခြင်းဟာ၃လုံးပေါင်းခြင်းတန်ဖိုးယူပြီးတော့မှ အလဲကိုဝင်တာဒီဟာရှင်းမှာရှင်းမှာပြခဲ့တဲ့တခုမှာအကင်ကြီးမှုရှိတယ်ကျွန်တော်အဲ့ဒါလေးပြန်ပြဒီယူဆမှုလေးမှာဆော့ဆော့တော့ငါအယူဆလေးနဲ့ဒါထပ်တူညီယူဆလို့ရတယ်ဒီကဒီပုံစံလေးဒီသုံးလုံးပေါင်းရင်၃ညဒီ၆၆ထိပ်လို့ဝင်လိုက်တာ ਨੇ သုံးလုံးပေါင်းရင်၃ညဒီလို၃လုံး၃ညဒီလိုဖြစ်ပြီးတော့ဒါ၆ထိပ် ရှစ်ရှစ်လဲတိုင်းဒီလိုတပြိုင်နက်ဖြစ်အဲ့လိုပဲဒီလိုနှစ်ထိတ်လိုဝင်လိုက်တာ ਨੇ အဲ့ဒီလိုနှစ်ထိတ်လိုဝင်လိုက်တာ ਨੇ တောင်းတော့ပေါင်းပြန်ငါအဲ့ဒီငါကဒီလိုတောင်းလို့ငါလိုပြန်ဖြစ်တယ်နှစ်လဲနှစ်ထိတ်နှစ်လဲဒီလိုဒီလိုတတ်တမ်းဝင်ကြီးလေး ਨੇ နှစ်လဲပေါ့ဒီလိုယူဆလို့ရတယ်ပေါ့အဲ့ဒီလိုမျိုးသူကဒီမှာလဲဆက်ပြီးတော့တောင်းချင်းကဲ့ညီမှုရှိတယ်ဒီတောင်းပေါင်းချင်းကိုဒီလိုတောင်းတော့ ိုဆိုရက်ကဒီလိုတစ်ထိတ်လေလေဒီပုံစံလေးနဲ့သူကန့်ညှိမှုရှိနေတယ်ပြိရကဘောပါဒုတိယပြန်နှစ်နှစ်ရှိခုံနှစ်ရှိခုံကပါဘာလဲမသိမေးတော့နှစ်ရှိခုံအော်နှစ်ရှိခုံနဲ့လေးရှိခုံအဲ့ဒီနှစ်ပတ်မှာတော့ဒီပုံစံလေးနဲ့ကန့်ညှိမှုမရှိဘူးဆိုရက်ကဒါကပ်ပင်တဘောဆိုတာဒီလိုပဲ ကနန်တပုံစံပုံစံလေးတစ်မျိုးနှစ်မျိုးသုံးမျိုးသုံးမျိုးလောက်နဲ့ဒါသုံးမျိုးလောက်ယူဆလိုက်တဲ့နဲ့ဟိုထိပ်စီးဖြစ်နိုင်ခြေတရားဒုံညာ၁၂၃၄ထိပ်စီး၅လုံးတော့ဖြစ်သွားပြီဆိုတော့ဒီလိုဒီလိုပဲပေါ့ဘာတည်းတည်းကျမ်းမလည်းမသိဘူးကိုယ်စိတ်ကအကောင်းဆုံးထင်တဲ့လေးတွေကိုပဲဒါဒီထိပ်လေးကောင်းတယ်ဒီအလဲလေးကောင်းတယ်ဒီပိတ်လေးကောင်းတယ် ဒီလိုနှလုံးပေါင်းခြင်းလေးနှလုံးပေါင်းခြင်းလေးပါ냐ပေါ့ဒါမျိုးလေးတွေ break လေးတွေအဲ့ဒီလိုမျိုးလေးကိုကိုအကျိတ်ဆုံးတစ်ခုတစ်ခုကိုရွေးထုတ်ပြီးတော့မှဒါမျိုးလေးသုံးစေခြင်းနဲ့အဲ့ဒါကိုအတွက်ပိုကောင်းပါတယ်ကံကောင်းကြပါစေ